Stone X မှကျေးဇူးပါတယ် Fantastic Four ရုပ်ရှင်ကိုယမန်နေ့ကပဲ screen test အနေနဲ့ပြိုင်တဲ့အချို့ကိုပြသခဲ့ပါတယ်အခုဗီဒီယိုမှာတော့ရုပ်ရှင်ကိုအစောပိုင်း version အနေနဲ့ကြည့်ခဲ့တဲ့သူတွေကပြန်ပြီးတော့ပြောပြလာတဲ့ early review တွေအခုရုပ်ရှင်ကကောင်းလားမကောင်းလားဆိုတဲ့အဖြေနဲ့အထူးဖြစ်တလာထဲမှာပြိုင်တူထွက်လာမဲ့ Superman ရုပ်ရှင်ကိုရှင် fight နိုင်ပါမလားဆိုတဲ့အဖြေကိုပြောပြပေးသွားမှာမို့လို့စိတ်ဝင်စားကြရဆိုရင်ဗီဒီယိုလေးကိုဆုံးအောင်အထူးကြည့်တွားပေးကြပါအောင်အခုကတော့ intro လေးပြီးစလိုက်အောင် I am Batman. Okay, right off the bat ချက်ချင်းကိုမကောင်းတဲ့အရာနဲ့ပဲစားလိုက်ချင်ပါတယ်။ရုပ်ရှင်ကိုအခု version မတိုင်ခင်အရှိ version ကိုကြည့်ခဲ့ဖို့သူကဒီတစ်ခေါက် report မှာလာပြီးတော့ comment ရေးသွားခဲ့ခြင်းဖြစ်ပါတယ်။သူပြောတာအရာတော့ရုပ်ရှင်က mask တစ်ခုအမိုက်တစ်ခုအရှုပ်တစ်ခုပဲ Marvel အတွက်တော်တော်ကြီးရဲ့ problem တစ်ခုတော်တော်ကြီးရဲ့ပြဿနာတစ်ခုဖြစ်သွားနိုင်တယ်ဆိုပြီးတော့ရေးထားတာကိုတွေ့ရပါတယ်။ဘာဒီတစ်ခေါက် report ကတော့အလောက်အထိစိုးမနေတော့ပါဘူး။ရုပ်ရှင်အတွက်အကောင်းဆုံးဖြစ်တဲ့ Galactus ကိုချီးကျူးပြီးတော့အများကြီးရေးထားတာကိုတွေ့ရတယ်။ Galactus ဒီ comic ထဲကနေပြီးတော့ဆွဲထုတ်ယူတာတလို့ကို accurate ဖြစ်ပြီးတော့ကြည့်လို့ကောင်းတယ်။ပြီးတော့ terrifying ဆိုတဲ့ကြောက်လန့်ဖို့ကောင်းတဲ့ပုံစံမျိုးကြီးနဲ့တွေ့ရတယ်။ရုပ်ရှင်ရဲ့ဇာတ်လမ်း၊ရုပ်ရှင်ရဲ့ plot ကတော့ Lovecraftian ဆိုတဲ့ Lovecraft အမျိုးအစားမိသားစုချစ်သူအချစ်ကိုအထူးပြုတဲ့ fantasy ဇာတ်လမ်းကိုမှ cosmic horror ဆိုတဲ့အာဂါသ horror အမျိုးအစားနဲ့ပေါင်းထားတယ်လို့ခန်းစားရတယ်။ရုပ်ရှင်က okay တယ်လို့ပြောလို့ရအောင်ကောင်းပါတယ်။ဒါပေမဲ့ okay လောက်ပဲကြီးကြီးမားမားကြီးဖြစ်မနေဘူး။ရှေ့အပိုင်းနေ first act ကတိတ်ပြီးတော့မခိုင်းခြင်းဘူး။ Galactus ကြီးရောက်လာကြတဲ့အချိန်မှာရေသားသူကဘေးမှရှိနေတဲ့ပရိသတ်တွေကပါစိတ်ဝင်စားလာကြတာကိုမြင်ရတယ်။ပိုဆိုးရလို့ပြောရမှာကတော့ရုပ်ရှင်ဒီ နောက်နှစ်လနေရင်ထွက်လာတော့မယ်ဆိုတာတော့မှတော်တော်များများကမပြီးသေးဘူး incomplete version ဖြစ်နေတယ်ဆိုပြီးတော့ရေးထားတာကိုမြင်ရပါတယ်မင်းင်းကြည့်ရှိခဲ့သူဒီကြည့်နေရင်လည်းဇလန်းတွေကရှေ့နောက်မညီနေတော့တာတွေ CGI မပြီးဆုံးသေးတဲ့အရာတွေကိုမြင်ခဲ့ရတယ်ဆိုပြီးတော့ရေးတာထားခြင်းဖြစ်ပါတယ် bad account ဘက်ကနေတွေးကြည့်မယ်ဆိုရင်တော့ Daddy Studios ဘက်ကနေပြီးတော့ပြင်ဆင်မှုတွေလုပ်နေလို့ဖြစ်နိုင်ပါတယ် Titan Post ရုပ်ရှင်တော်ကလည်းအခုလိုမျိုး screen test review ထွက်လာတဲ့အထီးကိုသူတို့ကပြင်ဆင်နေကြတော့မယ်ဒါအပြင်ရုပ်ရှင်ကိုအကောင်းဆုံးနဲ့လူစိတ်ဝင်စားမှုအများဆုံးဖြစ်သွားစေခဲ့တာကလည်းရုပ်ရှင်မထွက်ခင်တလား အလိုမှရိုက်ကူးပြီးတော့ထည့်သွင်းခဲ့ကြတဲ့ post credit scene ကြောင့်ဖြစ်နေခဲ့ပါတယ် maybe ဒီမှာလည်းသူတို့က plot ဘိုင်းဇလန်းဘိုင်းတွေမှာကအစမပြီးဆုံးသေးပဲနဲ့ပြင်ဆင်မှုတွေလုပ်နေဆဲဖြစ်တာကြောင့်ဇလန်းဘိုင်းလွတ်ထွက်နေတာမျိုးတွေ maybe သူတို့က Dr. Doom ကိုဇလန်းထဲမှာထည့်သွင်းဖို့အတွက်ပြင်ဆင်မှုတွေလုပ်နေခြင်းမျိုးလည်းဖြစ်နိုင်ပါတယ်အခြားတစ်ယောက်ကတော့ Fantastic Four ရုပ်ရှင်ဒီမပြီးဆုံးသေးတဲ့ version ကြီးဖြစ်ပေမဲ့သူ့လိုမျိုးတခြားကဘာတွေ alternate version တွေကိုကြည့်ချင်တဲ့သူအတွက်တော့တဘောတွေးခဲ့တယ်ချစ်ဖို့ကောင်းတဲ့ fan ဖြစ်တဲ့ရည်ရတယ်ဆိုပြီးတော့ရေးသားထားတာကိုတွေ့ရပါတယ် maybe ရေးသားသူက main ကလေးဖြစ်နိုင်ပြီးတော့ Joseph Quinn ရဲ့ Johnny Storm ကိုတော်တော်လေးကြိုက်ခဲ့ပုံရပါတယ် review မှာအကောင်းဆုံးပြီးတော့ရေးထားတာကတော့ Galactus နဲ့ post credit scene အကြောင်းပဲရှိခဲ့ပါတယ် post credit scene ကတော့အများစုလည်းခံမှန်းထားကြပြီးသားအတိုင်း Dr. Doom ပါဝင်ခဲ့တာကြောင့်ဖြစ်ပြီးတော့ဒီမှာ spoiler ဖြစ်မှာကြောင့်ထည့်မပြောတော့ဘူးစိတ်ဝင်စားကြရဲဆိုရင်မနေ့ကတင်ပေးခဲ့တဲ့ video မှာကြည့်ကြည့်ပေးလို့ရပါတယ် so ရုံတင်မှုအတွက်နှစ်လအလိုမှာတော့မှဒီလောက်ဒီအစိုးကြီးဖြစ်နေသေးတယ်ဆိုတော့တစ်ဖက်က review ကောင်းနေကြီးပဲတောက်လျှောက်တက်နေရဲ့ Superman ကိုရှင်ဖိုက်ဖို့အတွက်ကတော့တော်တော်လေးခက်ခဲလိမ့်မယ်လို့ထင်ပါတယ် Superman ဆိုတဲ့နာမည်အရှိန်အဝါနဲ့တင် Superman ဒီ social media platform platform တွေပေါ်မှာလက်ရှိအချိန်လူစိတ်ဝင်စားမှုအများဆုံးဖြစ်နေပြီးတော့ MCU ကတော့ downfall ဖြစ်နေတာကြောင့်ကောလူအများစုကတောက်ဖြစ်နေကြတာတန်တရားဝင်နေကြတာကြောင့်ကောတော်တော်ကြီးကိုပြောင်းလဲမှုတွေလုပ်ပြီးတော့ပြင်ဆင်ရလိမ့်မယ်လို့ထင်ပါတယ် but still fantastic 4D Marvel ရဲ့ first family ဖြစ်တာကြောင့်ကော Kevin Feige ကိုယ်တိုင်က MCU တစ်ခုလုံးမှာအကြိုက်ဆုံးနဲ့အကောင်းဆုံး project ဆိုပြီးတော့သတ်မှတ်ထားတာကြောင့်ကောအကောင်းဆုံးတော့ချက်ပြုတ်သွားကြလိမ့်မယ်လို့ထင်ပါတယ်ပထမအဆုံး breakdown video မှာတည်းကပြောပြခဲ့တယ်လို့ပဲ Marvel ကိုပြန်ပြီးတော့အဖတ်ဆဲပြီးမှကအခု fantastic 4ရုပ်ရှင်နဲ့ credit scene မှာမြင်ရမယ့် Dr. Doom ပဲဖြစ်နေ ေပါလိမ့်မယ်။ Superator တို့ကဘယ်လိုထင်ကြလဲ? Fantastic Four ရုပ်ရှင်က Superman ရုပ်ရှင်ကိုရှင်ဖိုက်ဖို့အတွက်အင်အားရှိနိုင်ပါမလားဆိုတာတွေကို comment section မှာရေးသွားပေးခဲ့ကြပါအောင် and as always guys ဗီဒီယိုလေးတွေကိုကြိုက်ကြလို့ channel ကိုတိုက်ရိုက် support လုပ်ပေးခြင်းကြရဲဆိုရင်တော့ဗီဒီယိုတွေတက်လာတဲ့အခါ US VPN နဲ့ခံပြီးတော့ကြည့်ပေးကြဖို့ရဲ့တက်လာတဲ့ကြော်ညာလေးတွေကိုစုံအောင်တည်ကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်။နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်